အခုတောင်းနေတဲ့နေရာတော့ဘန်ကောက်မှာရှိတဲ့တငယ်ချင်းတွေချိန်ထားတဲ့နေရာကိုတောင်းနေရပါတော့အဲ့နေရာကတော့ Sigon Square ရဲ့အနောက်ဘက်က Night Market ထဲမှာရှိပါတယ် night market တဲမှာတော့ဖက်နက်တွေ80အင်ဂျီတွေဝစ်စားအများကြီးရှိပါတယ်ကျွန်တော်လည်းဗာလိညာလေးဝယ်မယ်ဆိုပြီးတော့ဝင်ကြည့်ခဲ့ပါတယ်အခုတွေ့နေရတော့ဖက်နက်ဆိုင်ဖြစ်ပါတယ် auto fashion ကြိုက်တဲ့သူတွေအော်တိုတွေလည်းအဆုံရှိပါတယ်ဒါကတော့ mainly with bounding တွေဖြစ်ပါတယ်တပတ်ပတ်ပြရပါတယ်အဲ့ဒါအပြင်ယောက်ျားလေး with t-shirt တွေဂျင်းပေါင်းမီတွေကာကိုတွေဗာလိညာရဲအများကြီးရှိပါအကင်တွေကြိုက်တဲ့ brother တွေတွေ့တယ် လုံးဝချခင်အမိုက်စားရတဲ့ရှိပါတယ်။ဒီညာစည်းတန်းကတော့အင်ဂျင်ဝတ်စားတွေပြင်တခြားသောပစ္စည်းတွေလည်းစုံစုံလင်လင်ရှိတာကြောင့်နိုင်ငံတီးတီးကနိုင်ငံခြားသားတွေလာရောက်ဝယ်ယူလို့ရှိပါတယ်။ယောက်ျားလေးဝတ်ရှက်အင်ဂျင်တွေဟာဝိုင်ရှက်တွေအဲ့ဒါပြင်မိန်းကလေးဥဝတ်စားတွေလည်းအများကြီးရှိပါတယ်။အခုဒီဇိုင်းလေးဆိုရင်တော့ဘာယူယူဘတ်90ဆိုင်းလေးပါမြန်မာငွေနဲ့ပြန်တွက်မယ်ဆိုရင်တော့6500လောက်ပဲရှိပါတယ်။ အဲ့ဒါပြင်စနီကာကြိုက်တဲ့လူတွေအတွက်ကတော့ဗတ်တရားကနေစပြီးတော့ gray light အစားအသားရှိပါတယ်။အဝတ်စားတွေဖက်နက်တွေအပြင်မိန်းကလေးလက်ကင်အိတ်တွေလည်းအစုံလင်ရှိပါတယ်။လေသာနဲ့လှုပ်ထားတဲ့ passport cover တွေ၊ laptop အိတ်တွေလည်းအစုံလင်ရှိပါတယ်။ယောက်ျားလေးတွေအတွက်အိတ်တွေလည်းအစုံလင်ရှိပါတယ်။အယုတ်လေးတွေကြိုက်တဲ့သူတွေအတွက်လည်းဒီဇိုင်းမှာလည်းအယုတ်လေးတွေအစုံလင်ရှိပါတယ်။ blind box တွေပါလည်းရှိပါတယ်။ ကျွန်တော်တို့အဲ့ဒီ night market ပြီးတော့ဒီဘက်ဘေးမှာရှိတဲ့ train night market ထဲကိုထပ်ပြီးဝင်ပါတယ်ဒီ train night market ထဲမှာဆိုလို့ရှိရင်လည်းနောက်ထပ်အဝတ်အစားတွေစုံစုံလင်လင်အများကြီးအများကြီးထပ်ပြီးတော့ရှိပါသေးတယ်မျက်စိတစ်စုံကိုအဝတ်အစားတွေနဲ့ပဲပြည်နေရပါ ျွန်တော်တို့လည်းဝေရချင်ရတာလေရပတ်ရတာမောသားပြီဆိုတော့အဲ့နာမှာဘားရီရှိပါတယ်အဲ့နာဘားတစ်ခုမှတောက်ဖို့တကျွန်တော်တို့မုတ်စီတဲ့နဲ့ဝင်ပြီးတော့အမြေးတွေတွားကြည့်ပါတယ်ဒီမှာဆိုလို့ရှိရင်လည်းအကင်လေးပိုးစာကြော်လေးဆိုလို့ရှိရင်လည်းအစုံလေးရှိပါတယ်ဒါအပြင်သူကဂျယ်လီလေးတွေလည်းဒီလိုရေခဲလေးတွေစိမ်ပြီးရောင်းနေတာတွေ့ရပါတယ်ကျွန်တော်တို့ကတော့ဘီယာနဲ့မြည်ဖို့အတွက်အကင်လေးတွေဝယ်လာခဲ့ပါတယ်အကင်တစ်ချောင်းကိုတော့၁၀ဘက်ရှိပြီးတော့၁၀၀ဘူးယူရင်ဆိုလို့ရှိရင်တော့၁၁ချောင်းရပါတယ် အခုကတော့ကျွန်တော်တို့တောင်းနေကြဆိုင်လေးကိုရောက်လာပါပြီဒီဆိုင်လေးကတော့အဲ့နိုင်မာကတ်နာမပဲရှိတာပါကျွန်တော်တို့တငယ်ချင်းတွေစကားတပြောပြောနဲ့ထိုင်တောင်းနေတာမနက်3နိုင်ခွဲဖြစ်သွားပါပြီဒါကတော့ခုနတွေ့ခဲ့တဲ့နိုင်မာကတ်ဖြစ်ပါတယ်မနက်3နိုင်ခွဲချိန်နေပါဆိုတော့ဒီဗီဒီယိုကဒီလောက်ပါပဲ